နေ့ယဟလူဒာယကဥက္ကောင့်ထေယဟလူဒာယိကမဒောဇာချီသိသာဖြစ်သူမောင်သူရကောင်းတမောင်စီသူကောင်းထက်မိသားစုအပေါင်းသူတော်ကောင်းတို့ဤရှင်ပြုနာသလူတော်မင်္ဂလာနှင့်ပရိယတိသာသနာတက္ကသိုလ်တံဃာတော်ရှင်မြတ်တို့အားနေစွာဆက်ကလူတန်းသည့်ဘောဇနာဒါနဆွမ်းအလှူကောင်းမှုကုသိုလ် ပညာဤပရိသေဘဆိုင်သူလူဒန်းတဲ့ကောင်းမှုကုသိုလ်သုတုပေါင်းလူတော်ငွေကြသိန်း80လူဒန်းတဲ့ကောင်းမှုကုသိုလ်ကို ပြုလုပ်အထောက်ချင်းဖြစ်တယ်ပေါ့ဒီများစွာသောကုသိုလ်တွေကနေပြီးတော့မှရှင်ပြုအလူပေါ့ရှင်ပြုဆိုတဲ့စကလုံးလေးနဲ့ဘုန်းကြီးတို့ရဲ့သာသနာမှာကိုရင်ဆိုတာ ဘလို့ဖြစ်လာသလဲဆိုတဲ့အဲ့ဒီသမိုင်းကြောင်းလေးပြောပြမယ်เนาะကိုရင်ဖြစ်လာပုံပေါ့မြတ်စွာဘုရားသာသနာပထမပိုင်းပေါ့ပထမဆိုတာဘုရားဖြစ်ပြီးတနှစ်အတွင်းမှာကိုရင်မရှိသေးဘူးယဟန်းပဲရှိเนาะအဲ့ဒါလေးကိုသိမှအဲ့ဒီတော့ကမင်းတို့ကြားဖို့ပါတယ်ပေါ့ဟောပိစာဝကိ၅ဦးတို့ဘာလို့ဆိုတာရှိတယ်မလား တခါလေယဟန်တန်းဖြစ်တာသူကနော်ယဟန်တန်းဖြစ်တာကိုရင်မရှိဘူးတနေ့အတွင်းမှာအလုံးယဟန်ပဲအဲ့ဒီယဟန်ဒီကလည်းပဲဘလို့လုံးပြီးတော့ယဟန်ဖြစ်တာတုံးဆိုတော့ပထမအစာပိုင်းကဖျားကိုယ်တိုင်က နေပြီးတော့အိဟိဘိခုလို့ခေါ်ပြီးတော့သင်္ကန်းဝတ်ပြီလို့ဖြစ်တဲ့ယဟန်ဒီနောက်ပထမအစာပိုင်းကကိုယ်တိုင်ပဲအိဟိဘိခုခေါ်ပြီးသင်္ကန်းဝတ်ပြီလိုက်တာ ဟိုထူးထူးဆန်းဆန်းမဟုတ်ဘူးအေးဘေးကူလို့ခေါ်လိုက်တာနဲ့ရဟန်းဖြစ်သွားတယ်သူကနော်ဟဲ့လားအဲ့ဒီနောက်ပိုင်းကျတော့သင်္ကန်းဝတ်မဲ့ပုံကိုယ်တွေကတဖြည်းဖြည်းချင်းနဲ့များလာတယ်ဟိုသူကလည်းသင်္ကန်းဝတ်ချင်တယ်ဒီသူကလည်းသင်္ကန်းဝတ်ချင်တယ်ဆိုတော့ဖျားတစ်ပါးတည်းနဲ့မဖြစ်တော့ဘူးလေဝတ်ချင်တဲ့သူဖျားစီလာရတာကိုသူတစ်ပါးတည်းဝတ်ပေးတာဆိုတော့လေအဲ့တော့မြတ်စွာဘုရားကသူ့တပည့်တွေကိုရဟန်းတွေကိုအာနာခွဲပေးခဲ့တယ်နော်ရဟန်းဝတ်ပေးဖို့အာနာလေအခွင့်အာနာခွဲပေးလိုက်တယ် ဘလို့ခွဲပြီးတော့ဆိုတော့မင်းတို့လည်းပဲအဲ့ဒီလိုရံဝှစ်ချင်တဲ့ပုံကိုတွေ့လို့ရှိရင်မင်းတို့ဝတ်ပြီးကြဒါဒါပြင်တပည့်တော်ကဘလို့ဝတ်ပြီးရမှာတုံးဖရားဟိုဖရားကတော့အေးပိတ်ကိုခေါ်လို့ရတယ်လေကျန်တဲ့သူကခေါ်လို့မရတာကိုအဲ့ဒီတော့မြတ်စွာဘုရားကဘလို့ပြောလို့ဆိုတော့အဲဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိကိုသုံးခေါက်ဆိုခိုင်းကွာအဲ့ဒါသုံးခေါက်ဆိုရင်ယဟန်ဖြစ်ကြရောဆိုပြီးခိုင်းအဲ့လိုလာလားနော်ဒါမင်းတို့မင်းတို့ငါးပါးတိလာဆိုတဲ့ဗုဒ္ဓံတရဏံကိစ္ဆာမိလေ ဟုတ်မလားအဲ့ဒါသုံးခေါက်ဆိုတာနဲ့ယဟန်ဖြစ်လာအဲ့ပထမခေါက်တနေ့တနေ့အတွင်းဖရာပြည့်ပြည့်တနေ့အတွင်းမှာနော်ပထမဖရာကအေးအေးဘေးခုခေါ်ပြီးသူ့ဟာသူဝတ်ပေးတယ်သူတစ်ပါးနဲ့နဲ့မနိုင်တဲ့အခါကျတော့ဘေးတပည့်တွေကပါအာနာခွဲပြီးတော့သင်္ကန်းဝတ်ပေးခွင့်အခွင့်အာနာပေးလိုက်တယ်ပေးလိုက်တော့အဲ့ဒီအခွင့်အာနာရတဲ့ယဟန်တွေကသင်္ကန်းဝတ်ခြင်းတဲ့ပုဂ္ဂိုလ်ရှိရင်လာခဲ့အဲ့ဒါဘုန်းတော်တရဏဂိဇာမိဓမ္မတရဏဂိဇာမိတန်ခမ်းတရဏဂိဇာမိလို့ဆိုခိုင်းပြီးတော့ဝတ်လိုက်လို့ရှိရင် အဲ့ဒီပုဂ္ဂိုလ်ကယဟန်တန်ဖြစ်တယ်။အဲ့ဒီလိုနီးနဲ့လာခဲ့တာဒါတနှစ်နော်တနှစ်ပြည့်ပြီးတဲ့အခါကျတော့မှအဲ့ဒီတနှစ်အတွင်းမှာလည်းပဲမြတ်စွာဘုရားကသူဇာတိဖြစ်တဲ့ကပိလဝိမြို့ပေါ့နော်တက်ကြမျိုးနွယ်တွေနေတဲ့နေရာကိုမကြွားဘူးမသွားဘူးသူကထွက်လာခဲ့တာက6နှစ်လူယဟန်ဘဝနဲ့ဖရာမဖြစ်မိကဖရာဖြစ်ပြီးတနှစ်ဆိုတော့ပေါ့9နှစ်ကြာတယ်9နှစ်တိတိသူ့ အရက်ကိုမပြန်ဘူးသူဇာတိကိုခொနှစ်နှစ်ပြည့်မှသူဇာတိဖြစ်တဲ့ကပိလဝေမျိုးပေါ့တကြသူမျိုးတွေနေတဲ့သူတကာကြီးပေါ့သောရတနာတို့ဘာလို့ရှိတဲ့နေရာကိုသူသွားတာသွားတဲ့အခါမှာဘာဖြစ်လာတော့ဆိုတော့အဲ့ဒီမှာသူထွက်လာတော့ကမွေးတဲ့သူ့သားလေးပေါ့ဖခင်ရဲ့သားရာဟုလာလေးကခொနှစ်နှစ်သားဖြစ်နေအဲ့ဒီကလေးမွေးတဲ့နေရာထွက်ခဲ့တာကို ငွေရင်းနဲ့ထွက်ခဲ့ပြီးတော့အခုမှပြန်သွားတဲ့ခါကျတော့ခုနှစ်နှစ်ရှိပြီပေါ့ဟိုတော်တယ်မှာဖះအားထုတ်ရတာက6နှစ်ရေဖះပြည့်ပြည့်တနှစ်ရေပေါင်းရင်ခုနှစ်နှစ်ကြာအဲ့ဒီခုနှစ်နှစ်ပြည့်မှပြန်သွားလာပြန်သွားလို့ဟိုရောက်တဲ့အခါကျတော့သူဇနီးဖြစ်တဲ့ရတော်ရရာနဲ့တွေ့တယ်နန်းတော်မှာတွေ့တဲ့အခါမှာရတော်ရရာရဲ့စိတ်ကူးအတွေးကဘလို့တွေးမိတာတော့ဆိုတော့ သူတို့လူဘဝတုန်းကဗောဖရာတော်မထွက်ခင်မင်းသားဘဝတုန်းကသူတို့ဇနီးမောင်နှံ၂ယောက်ကသူတို့တုံးနေတဲ့ရွှေအိုးကြီး၄လုံးဆိုတာရှိတယ်။ဟိုရွှေအိုးဆိုတာဟိုရွှေနဲ့လုံးတဲ့အိုးကိုပြောတာမဟုတ်ဘူးယရနာထဲတဲ့အိုးကိုရွှေအိုးလို့တင်စားခေါ်တာနော်။အခုခေတ်ဆိုတော့မိဂန်တက်တာဘောကနော်။မိဂန်တက်တာ၄လုံးရှိတယ်။အဲ့ဒီ၄လုံးတည်းကနေပြီးတော့သူတို့ဇနီးမောင်နှံထုတ်ထုတ်ပြီးတော့တုံးကြတယ်။အဲ့တော့ကုန်းနဲ့လို့မရှိဘူးလို့ပြောတယ်။အဲ့ဒီအိုးကနော်။ ီလိုပဲထုတ်သုံးနေတာတဲ့ဒါပေမဲ့လို့သိတ္တမင်းသားတောထွက်သွားကြတဲ့ကအဲ့ဒီအိုးကြီးလေးလုံးရသောရိယာရှာလို့မတွေ့တော့မတွေ့တော့ရသောရိယာရှာမတွေ့တော့ရသောရိယာကမိမသားဆိုတော့ဒါငါမသိအောင်တနည်းအားဖြင့်ဖွက်ထားခဲ့တာဖြစ်တော့တယ်ပေါ့အဲ့လိုတွေးတာရသောရိယာကနော်သူအဲ့လိုနဲ့နေခဲ့တာအဲ့လိုဒါငါမသိအောင်သူတနည်းအားဖြင့်ဖွက်ထားတာဖြစ်တော့ခဲ့လို့အတွေးတွေးမိပြီးတဲ့အခါကျတော့အခုပြန်လာတော့ ဒါသူသူ့ဘက်ကကြည့်ရင်တော့သူ့ဟောကြားပေါ့နော်တို့ဘက်ကကြည့်ရင်တော့ဖျားပေါ့နော်ဖျားဖြစ်သွားပြီပေါ့နော်ရသော်ဖျားပြန်ကြွလာတဲ့ခါကျတော့သူ့သားလေးကိုသင်ပေးတာရသော်ရာကငါသားအမေတို့မှမင်းအဖေအရင်ရှိတဲ့တုန်းကဆိုလို့ရှိရင်ငါတို့လူသမ ्या ထုတ်ထုတ်သုံးနေတဲ့ရွှေအိုးကြီးလေးလုံးရှိခဲ့တာမင်းအဖေထွက်သွားကြတဲ့ကအဲ့အိုးကြီးလေးလုံးဘယ်နှထားခဲ့မှမသိဘူးအမေလည်းရှာလို့မတွေ့ဘူးအဖေပြည်ကြီးဆိုတာသားပိုင်တယ် အဲ့ဒီတော့ငါသားအဲ့ဒီရွှေအိုးကြီးလေးလုံးကိုတောင်းဆိုပြီးတော့အမွေတောင်းလဲဆိုတာဒီပြင်ကတောင်းတာမဟုတ်အဲ့ရွှေအိုးကြီးလေးလုံးကိုတောင်းခိုင်းတာနောက်ကလေးကိုခေါင်းနဲ့နှစ်သားကလေးကိုတင်းပေးတာယဟန်ပိယသတိအလေလူပိယသတိအလေမှာနော်သူကတင်းပေးပြီးတော့ကလေးကိုလို့အစွန်ပေါ့ပိယသအစွန်ကနေတင်းပေးတာသွားဟိုမှာအလေမှာထိုင်းနေတဲ့အာမင်းဖေပဲမယဟန်ကြီးကနော်အလေတဲမှာထိုင်းနေတဲ့အဲ့ဒီပုဂ္ဂိုလ်ကြီးအာမင်းဖေမကြောက်နဲ့သွားတာသွားသွားပြီလို့ရှိရင် ကလေးကိုအဲ့ဒါအမွေပေးပါလို့တောင်းဆိုတော့နော် သူကပါဠိလိုသင်ပေးလိုက်တာဒါယိဇံတမနမေဒီဟိပဲเนาะသူကဓမ္မလိုဘာသာပြန်ရင်တော့တမနယဟံမေကျွန်းတို့အာဒါယိဇံအမွေကိုဒေဟိပေးပါပေါ့เนาะဗမာလိုဆိုရင်တော့အဖေပေါ့ယဟံပေါ့เนาะအဖေလို့တော့မခေါ်ဘူးယဟံလို့ခေါ်တယ်ယဟံကျွန်တော်ကိုအမွေပေးပါလို့အမေသင်ပေးလိုက်တယ်တူတူပဲလေကလေးဆိုတော့ရှေးကြီးသင်ပေးရမကုန်ပါဘူးခတ်တူတူသင်ပေးလိုက်တာအဲ့ဒါသွားတောင်းတာတောင်းတော့မြတ်စွာဘုရားဘက်ကစဉ်းစားပြီပေါ့เนาะ ဩငါသားကတော့ငါ့ကိုအမွေတောင်းပြီတောင်းရင်တော့ငါပေးရတော့မှာငါမှာကလည်းပဲတဲ့ရှိတာကတိလသမာဓိပညာဆိုတဲ့သိက္ခာသုံးပါအကျင့်ပဲရှိတယ်တဲ့ဘုရားဘက်ကကြတော့เนาะသူပြောလို့ရှိဘူးရမရှိတော့မရှိဘူးเนาะဟွာကမိမသားဆိုတော့သူ့ဟာသူတွေးနေသူတွေးတာလေသူကအဲ့ဒီရွှေအိုးကြီးလေးလုံးကသူတို့ရဲ့ကံကြောင့် ဖြစ်ပေါ်လာတဲ့ရွှေအိုးဖြစ်တဲ့အတွေ့တဲ့ဇာကအဲ့လိုပြောတယ်တိတ္တရမင်းကမလိုတော့ဘူးဆိုပြီးတော့တောထွက်တဲ့ခါမှာသူကစွန့်ခဲ့တာတဲ့ဒီဝါလေးကိုလေအကုန်လုံးလေအဲ့ဒီရွှေအိုးတွေမှာမဟုတ်ပဲနဲ့အကုန်လုံးထိနှန်းစည်းသိနေမှာအကုန်စွန့်ခဲ့တာဟိုသူမလိုချင်တော့ဘူးလို့စွန့်လိုက်တာနဲ့တပြိုင်နဲ့အဲ့ဒီကပျောက်သွားတာတဲ့ဖွက်တာလည်းမဟုတ်ဘူးသူကမလိုတော့ဘူးလို့စွန့်လိုက်တဲ့သူအကုန်လုံးပျောက်ကုန်တာတဲ့အဲ့ဒါတွေကမရှိတော့ဘူးပေးတရားကအဲ့တော့မှဖခင်ဘက်ကကြည့်တော့အမွေကပေးတရားမရှိတော့ သူ့မှာသီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာလို့ခေါ်တဲ့အကျင့်တရား၃ပါးပဲသူရှိတော့ဒီတရား၃ပါးကိုပဲငါပေးရတော့မှာပဲဆိုပြီးတော့ကဲအဲ့ဒီလိုဆိုရင်ငါသားကအမွေတောင်းပြီအမွေတောင်းလို့ရှိရင်တော့ခိုင်းကြောင်းတာလိုက်ခဲ့ပြီတော့ဆိုပြီးတော့သင်္ကန်းကိုခရုံးရိပ်ပြီးတော့သင်္ကန်းဝတ်ပေးတာเนาะသင်္ကန်းဝတ်ပေးလိုက်တော့သင်္ကန်းဝတ်လေးတော့ဖြစ်သွားပြီဖြစ်သွားပြီတော့ဘာလုပ်လိုက်တယ်မှတော့ သူရှိကပုဂ္ဂိုလ်တွေဝေတုံးကဘုရားတရဏဂိဇာမိဓမ္မတရဏဂိဇာမိသံဃာတရဏဂိဇာမိဆိုရင်ယဟန်ဖြစ်တာသူ့ကြတော့ကိုရင်လောက်ပလိုက်တာဗျာတစ်ဆင့်နှိမ့်လိုက်တာတွေ့လားကိုရင်ဖြစ်သွားတာနော်ကိုရင်ဖြစ်သွားတာကိုရင်ဖြစ်သွားပြီးတော့မြတ်စွာဘုရားကဘယ်လိုပြောလိုက်တုံးဆိုတော့ကြံ့နေယဟန်တွေကိုဒီကနေ့ကစပြီလို့ရှိရင်နောက်မှဒီလို့ ဘုရံတရဏံကိစ္ဆာမိဆိုပြီးတော့ယဟန်ပြုမပေးကြနဲ့တော့ဆိုပြီးတော့ပိတ်လိုက်တော့တာခွန်ပိတ်လိုက်တော့မနောအဲ့ဒါကြောင့်မလို့ဒီကနေ့ဒီမင်းတို့ဘုရံတရဏံကိစ္ဆာမိဆိုလို့ယဟန်မဖြစ်တော့နော်ဒီကိုရင်ဒီမဖြစ်တော့တော့ကိုရင်မဖြစ်တော့တော့ယဟန်မဖြစ်တော့ဘူးနော်ဘုရံတရဏံကိစ္ဆာမိဆိုပြီးတော့ယဟန်မပြုနဲ့ယဟန်ဝတ်မပေးနဲ့တော့သိနေမှာပဲသူနာသူမိဗန္ဒေတံကောဆိုပြီးကမဝါဖတ်ပြီးတော့ယဟန်ပြုဆိုပြီးအဲ့ဒီကြမှာကမဝါနဲ့ဖတ်ပြီးတော့ယဟန်ပြုတာဖြစ်လာတာနော် ါငါတို့အတ္တကမဝါနဲ့ဖြစ်လာကြတယ်ငါတို့ယဟန်နေပဲเนาะအဲ့ဒါမှဖြစ်လာတာအဲ့ဒါမှစဉ်းစားကြည့်လိုက်ငါတို့စဉ်းစားရမှာကမြတ်စွာဘုရားဘာလို့သူ့သားကြမှာအဲ့ဒီလိုလှုပ်တာတော့ကိုရင်ဆိုတာအစင်းနှိမ့်ပလိုက်တာလေတူပါလဲရဲ့နဲ့သူ့ရှိရပုဂ္ဂိုလ်တွေလည်းဘုရားသဒ္ဒနာကိစ္စမိဆိုတာယဟန်တန်းဖြစ်ပါလဲရဲ့နဲ့သူ့ကြမှာဘုရားသဒ္ဒနာကိစ္စမိဆိုပြီးကိုရင်ဖြစ်ရတာเนาะကိုရင်ဆိုတာက ရှိရမှာ သာသနာမှာကယဟန်ရဲ့အောက်မှာဒုတိယအစင်း တဆင့်ကရှိရမှာအဲ့ဒီတဆင့်လိုးနေတာအဲ့ဒီတဆင့်ကိုဖះကဖြည့်ရမှာသူတာသူကဖះပဲသူတာဝင်လေဒီလိုးနေတဲ့အကွက်ကိုဖြည့်ဖို့ကသူတာဝင်လေသူတာဝင်ဆိုတော့အဲ့ဒီကိုရင်အဆင့်ကိုထားဖို့ဆိုရင်သူများသားသမီးသွားထားရင်အဲ့ဒီမိဘကလည်းကျင်နာမှာမဟုတ်ဘူးကာယကရှင်ကိုရင်ကလည်းကျင်နဲ့မှာမဟုတ်ဘာလို့သူရှိကကိုတော်ဒီတော့ကဘုရားတရဏကိစ္စမိဆိုရဟဖြစ်ပါလေနဲ့သူကြမကိုရင်ဖြစ်ရလေခြင်းဆိုပြီးဩငုံမှာဟုတ်တယ်လားကျင်နဲ့မှာမဟုတ်ဘူးလေ ဲ့တော့သူများကိုမလုပ်ဘဲနဲ့သူသားကိုလုပ်လိုက်တာဟာအဲ့ဒီမှာသာသနာမှာကိုရင်စဖြစ်တာရှင်ရာဟုလာကစဖြစ်တာကိုရင်ရှင်ရာဟုလာရှိမှာကိုရင်ဆိုတာမရှိဘူးငါတို့သာသနာမှာနော်အေးအဲ့ဒါလေးကိုတမိုင်းလေးပေါ့နော်ကိုရင်ဖြစ်ပေါ်လာဝန်တမိုင်းချောင်းလေးကိုတွေးလိုက်မြတ်စွာဘုရားဘက်ကလည်းကြည်လိုက်ပေါ့နော်ကြည်လိုက်လို့ရှင်ဘာချက်တွေ့ရမလဲရဟန်းအောင်မှာကိုရင်ဆိုတဲ့အစင်တစင်လိုးနေတာကိုသိတယ်ဒီလိုးနေတဲ့ကွက်ကိုဘုရားကဖြည့်ရမှာတာဝန်ရှိတယ် ဟိုသူမြတ်သားသမီးသွားဖြစ်ရင်မကောင်းတဲ့အတွက်သူ့သားကြမှာသူဖြစ်လိုက်တာနော်ခိုင်းညတ်စွာဘုရားရဲ့စိတ်ဓာတ်ဘလောက်ကောင်းလို့မြင့်မြတ်တော့နော်ဒါလူကြီးပိသားလည်းပြောရမှာပေါ့နော်ဒါလူကြီးပိသားတယ်အဲ့ဒီဟာလည်းပဲတစ်ချက်တွေ့လိုက်နောက်တစ်ချက်ကဟိုကအမွေတောင်းတာဒီကပေးတာဟိုကတောင်းတဲ့အမွေကရွှေအိုးတောင်းတာရွှေအိုးကမရှိဘူးသူရှိတာပဲပေးရတော့မှာဆိုပြီးတော့ပေးရမှာကတိလသမารိပညာသိက္ခာသုံးပါးအကျင့်ကိုပေးမှာဒီတိလသမารိပညာသိက္ခာသုံးပါးက ပေးတော့ကမရတယ်ဒါပေမဲ့လို့မင်းတို့လိုလူဝဲကြောင်နဲ့ဆိုလို့ရှိရင်အပြည့်မရဘူးတဲ့နော်ဇာကလိုပြောတာလေတီလာကိုမင်းတို့အပြည့်မကျင့်နိုင်ဘူးလေတမာတိလည်းအပြည့်မကျင့်နိုင်ဘူးပညာလည်းကျင့်မနိုင်ဒီလိုရဟန်းပြုပြီးမှသင်္ကန်းဝတ်မှသာလည်းရတီလာလည်းအပြည့်ကျင့်လို့ရတယ်တမာတိလည်းအပြည့်ကျင့်လို့ရတယ်နော်ပညာလည်းအပြည့်ကျင့်လို့ရတယ်အဲ့တော့သူသားလေးကိုအပြည့်အဝဒီတီလာတမာတိပညာသက်ကသုံးပါးကိုကျင့်နိုင်အောင်လို့သင်္ကန်းဝတ်ပေးတာတဲ့နော်အဲ့ဒါလေးကိုသတိထားခဲ့ အဲ့ဒါလေးကိုသတိထားလိုက်တော့ကိုင်မင်းတို့ဒီနေ့ရှင်းတက်ကရှင်းမာတွေကစဉ်းစားကြည့်ကြတော့နော်ငရုသာသနာမှာကိုရင်ဆိုတာရှင်ရဟုလာကစတာရှင်ရဟုလာကကိုရင် ရှင်ရဟုလာကိုကိုရင်ဝတ်ပေးတာကဘသူကဝတ်ပေးတာတော့ဆိုတော့ဘုရားကဝတ်ပေးတာဟောမြတ်စွာဘုရားကသူ့သားကိုကိုရင်ဝတ်ပေးခဲ့တယ်အစာဆုံးရှိရနေပြီးတော့လမ်းပြတဲ့အနေနဲ့နော် နောက်လူတွေလိုက်နိုင်အောင်လို့ဗျအဲ့ဒါလည်းပါတယ်နော်နောက်လူတွေလိုက်နိုင်အောင်လို့နော်ငါလိုပဲနောက်နောက်ပုံကိုယ်တွေကလည်းပဲကိုသားလေးတွေကိုအဲ့ဒီလိုရှင်ပြုတ်ရှင်ပြုတ်ပေးမယ်ဆိုရင်ငါတို့သာသနာမှာကိုရင်ဆိုတဲ့ပထမအဆင့်မပြောက်ဘူးဟုတ်တယ်မလားကိုရင်ဆိုတဲ့ပထမအဆင့်ပြောက်ရင်ဒုတိယအဆင့်ဖြစ်တဲ့ယဟန်ကပြောက်မှာဗျဟုတ်တယ်မလားအဲ့ဒါကိုဘုရားကကြိုးညင်တယ်တွေ့လားနော်ဒါသဗ္ဗညုတညာဆိုတာအဲ့ဒါပြောတာဗျသိတယ်နော်ဘုရားက ဒီကိုရင်ပထမအဆင့်ရှိမှသာလျင်ဒုတိယအဆင့်ကရဟန်းကရှိမှာဒီပထမအဆင့်ကိုရင်ကိုဘယ်လိုပေးရမှာလို့ဆိုရင်အဲ့ကိုရင်တွေရဲ့အဖေတွေအမေတွေကဝက်ပေးရမှာအဲ့မင်းတို့တာဝန်ပဲဟုတ်တယ်မလားအဲ့ဒီလိုမင်းတို့ကကိုသားလေးတွေကိုအဲ့ဒီလိုကိုရင်ဝက်ပေးမှငါတို့သာသနာမှာပထမအဆင့်ဖြစ်တဲ့ကိုရင်ကရမှာလေဒါကိုနမူနာပြတဲ့အနေနဲ့ဘုရားကသူကိုယ်တိုင်ရှိကလုတ်ပြခဲ့တာအဲ့တော့ဘုရားရဲ့နမူနာကိုကြည့်ပြီးတော့ငါတို့ကလည်းပဲဘုရားအတုလိုက်ပြီးတော့ဒီကနေ့ငါတို့သားတွေကိုဘုရားလိုပဲ ဟုတ်လားကရုံးရဲ့သင်္ကန်းဝတ်ပြီးတော့ကိုရင်ပြုတ်ပေးခဲ့တယ်ဟေးဆိုရင်ကိုင်ဘုရားနောက်ကလိုက်ရမရောက်ပြီဘူးလားနောက်ရောက်တယ်ဘုရားရဲ့လိုအပ်ချက်ကိုဖြည့်ပေးရကောမရောက်ဘူးလားရောက်တယ်နော်ဘုရားဆန္ဒတော်ကိုလေဘုရားဆန္ဒတော်ကိုလည်းဖြည့်ပေးရရောက်တယ်နောက်တခါပထမအဆင့်ကိုရင်မရှိရင်ဒုတိယအဆင့်ယဟန်ကွယ်မှာဗျာဟုတ်တယ်မလားအဒုတိယအဆင့်ရဟမကွယ်အောင်လို့ပထမအဆင့်ဖြစ်တဲ့ကိုရင်ကိုငါတို့ကနေပြီးတော့ဖန်တီးပြီးတော့ပေးလိုက်တဲ့အတွက် သာသနာကိုထောက်ပံ့ရမရောက်ဘူးလားရောက်ပါတယ်အဲ့ဒီလိုကြည့်လိုက်တော့မှဩဒါကိုရင်ဝတ်ပေးတယ်ဆိုတာဖရာရဲ့ဆန္ဒကိုဖြည့်ဆည်းရလဲရောက်တယ်သာသနာအတွက်လူအချက်ကိုလည်းပဲဖရာကဖြည့်ခဲ့တာဖြစ်တဲ့အတွက်ဖရာဖြည့်ခဲ့တဲ့လူအချက်ကိုငါတို့ကလည်းထပ်ပြီးတော့ဖြည့်ပေးတာလို့အဲ့ဒီလိုတွေးလိုက်တော့မှရှင်ပြရတာက ရှင်ပြရဂျုံနဲ့တယ်လူအချုံနဲ့တယ်နော်အဲအဲ့ဒါလေးကိုသိရမှာနော် ်ငါတို့မြန်မာနိုင်ငံမှာခုလိုရှင်တွေရဟန်းတွေဖြစ်နေတာကအဲ့လိုရှင်ပြုတွေရှိလို့မရှိနေတာလေကွာဒီရှင်ပြုမရှိရင်ဒီကိုရင်တွေမရှိဘူးလေကွာဟုတ်တယ်မလားဒီကိုရင်မရှိရင်နောက်ပိုင်းရဟန်းလည်းပြတ်သွားမှာပေါ့ဟုတ်တယ်မလားသာသနာကွယ်သွားနိုင်တယ်သာသနာကွယ်သွားနိုင်တယ်အဲ့ဒါတွေကိုမြတ်စွာဘုရားကကြိုးမြင်တယ်ကြိုးမြင်လို့ကိုတမင်္ဂလာရှိရနေပြီးတော့ဥဆောင်ပြီးသူ့ကိုယ်တိုင်ကသူ့သားကိုနမူနာပြတဲ့အနေနဲ့ရှင်ပြုပေးခဲ့တာအဲ့ဒါကိုသိပြီးတော့မှငါတို့ကလည်းပဲအဲ့ဒါဖရာကိုအတုလိုက်တာဟုတ်လား ဖရာတော်မှာသူသားကိုရင်ဝတ်ပေးတယ်ငါတို့လည်းငါတို့သားကိုရင်ဝတ်ပေးမှဟဲ့ဆိုပြီးဝတ်ပေးကြတာလေ။ခိုင်ဘလောက်ကောင်းလို့ဒီကုသူကနော်။အဲဘလောက်ကောင်းလို့အဲမနာကောင်းတဲ့ကုသူငါတို့ပြုရတာနော်။အဲ့ဒီလိုလေးကိုသိပါ။အဲ့ဒီလိုလေးသိပြီးတော့မင်းတို့ဘက်ကလည်းပဲအဲ့ဒီလိုကိုသားလေးကိုရှင်ပြုပြီးပေးလိုက်တယ်။ကိုရင်လေးတွေကလည်းပဲခေါင်းတော်ကဖျားပေးတဲ့အမွေပြည့်တဲ့သီလသမာဓိပညာသိက္ခာသုံးပါးအကျင့်ကိုကျင့်သွားမယ်ဆိုရင်သူတို့လည်းပဲအဲ့ဒီအမွေမရဘူးလားလို့ရတယ်လေ အမွေးဆိုတာအမျိုးတော်မှာပေးလို့ရတာလေကိုအမျိုးမတော်ရင်ပေးလို့မရဘူးဟုတ်တယ်မလားဖခင်ကသူ့သားကိုမွေးပေးကျင်တယ်ဆိုတာကတကယ်လို့လူဆိုလို့ရှိရင်ဖခင်ကအမျိုးမတတ်မှတ်ဘူးဗျာဖခင်ကဖခင်ဖြစ်ပြီးကြတဲ့ကသူ့အမျိုးတွေကိုမျိုးလို့မတတ်မှတ်တော့ဘူးနော်ယဟန်ကိုသာတတ်မှတ်တာယဟန်ကိုကြတော့ဖခင်သားတော်လို့ခေါ်တာလေယဟန်မဝင်ခေါ်ဘူးယသားတော်လို့နော်ဖခင်သားတော်လို့ခေါ်တာယဟန်ကိုသားတော်ကိုရင်ကိုရင်ကမြည်တော်ဘောကအမျိုးတော်သားပဲလေ အမျိုးတော်ရဲ့အမွေခံလို့ရပြီလေအဲ့ဒီအမွေခံလို့ရအောင်လို့ယဟန်ပြုတ်ပေးတာရှင်ပြုတ်ပေးတာခိုင်ကိုကိုသားလေးတွေကဘုရားနဲ့အမျိုးတော်တယ်ဆိုရင်ခိုင်မင်းတို့လည်းဂုံရှိတာပဲလေဟုတ်တယ်မလားဂုံရှိတယ်အေးအဲ့ဒီလူလေးတွေကိုတွေးကြည့်ရမှာရှင်ပြုတ်တကားတော့နော် ရှင်ပြုတ်လိုက်ရှိပြန်တော့အဲ့ဒီလူတွေးကြည့်လိုက်မှဩကိုရှင်ပြူရတာကအတော်လေးလေးနဲ့နဲ့ရှိတဲ့ကုသိုလ်မျိုးကိုတို့ပြူရတာလို့နော်သဘောပေါက်တာလေ အေးအဲ့ဒါလေးနဲ့ဒီကနေ့လှူတဲ့ကောင်းမှုကုသိုလ်ကိုဖြည့်သက်ချအောင်နော်ရေစက်ခွက်ကိုင်းပြီးတော့လိုက်